2011ခုနှစ်ကချင်ပြည်နယ်တွင်မြန်မာအစိုးရစစ်တပ်နှင့်ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြားတကြော့ပြန်စစ်ပွဲဖြစ်ပွားလာပြီးနောက်2014ခုနှစ်ဧပြီလ10ရက်နေ့မိုးမောင်းမြို့နယ်တဖုံးရမြို့တင်ခါပါမတာအမီနယောက်နွားသွားရှာနေချိန်ညမိုးချုပ်လာပြီးမိခင်ဖြစ်သူကတမီဖြစ်သူကိုအရင်အိမ်ပြန်ခိုင်းလိုက်ပါတယ်တမီဖြစ်သူမလူတောင်အမီလွဲတီး ဆိုင်ကယ်ဖြင့်အိမ်ပြန်လာချိန်တွင်အစိုးရစစ်သားနှုတ်မှချင်းချောက်အတမပြုတင်ခဲ့ကြောင်းကုထုံးမဲ့လူအခွင့်ရေးအနာများမှတ်တမ်းတွင် ဖော်ပြထားပါတယ်။မလူတောင်တို့တာမိနွားတွားရှာနေတဲ့နေရာကနောင်ဝမ်မြွာဆိုတဲ့ရွာတရွာအပြင်ခလရ14နှစ်တယင်းတစ်ခုရှိပြီးအိမ်နဲ့တမိုင်ကျော်လောက်ဝေးပါတယ်။နွားတွားရှာရင်မိုးချုပ်လာလို့အမေဖြစ်သူကြံခိုင်းတာကြောင့် ညနေ9:30ခန်းကဆိုင်ကယ်နဲ့အိမ်ကိုပြန်လာချိန်တင်ကာရွာအကျော်တော့ဖုံးရောင်မရောက်ခင်နာလမ်းကွေတစ်ခုရဲ့ရာတော့အဆုံးလားလေးမှာအရက်ဝတ်နဲ့စစ်သားနှစ်ယောက်ထွက်လာပြီးမလူတောင်စီးလာတော့ဆိုင်ကယ်ကိုတားခဲ့ပါတယ်ထိုအမျိုးသားနှစ်ယောက်မှမလူတောင်ကိုဘယ်သွားမလဲလို့မေးပြီးမလူတောင်ကတော့ဖုံးရောင်သွားမယ်ပြောတော့ခဏနေုံဘိုးကြီးစီ စာပအောင်မယ်စာသွားယူမယ်ဆိုပြီးခြံထဲပြန်ဝင်သွားကလက်ထဲတွင်ဓာတ်လက်ကိုဝက်ကထွက်လာပြီးတော့ဒူမနားကိုကတ်လာပြီးဒူမခြေထောက်ကိုလိန်ပိုက်လဲချလိုက်ကစပင်ကိုဆွဲလယ်ဘက်မှာဓာတ်နဲ့ထောက်ထားပြီးမအော်နဲ့အော်လို့ရှိရင်တက်လိုက်မယ်လို့ချင်းချောက်ပြီးခြုံတော်ဘက်ရှိဝယုံတော်မှာအတ္တမပြုကျင်ခဲ့ပါတယ်။ထုံနေရာမှာအရင်ကငပြောချံစစ်တက်ခဏခဏတက်ပြောင်းတာရှိခဲ့တယ်လို့ အဲ့ဒီအချိန်မှာခလာရနစ်နစ်သုံးသက်ကတက်ဆွဲခဲ့ပါတယ်ထို့ပြင်အဆိုပါစစ်သားနှစ်ယောက်ကမလူတောင်ကိုညအတော်မိုးချုပ်တဲ့အချိန်မှာဂျုံပုတ်ထဲရခေါ်ထွက်လာခဲ့ပြီးသူတို့တော့ဖုံးရံအလွန်လိုက်ပို့ဖို့ဒုမကိုဆန်ကယ်မောင်းခိုင်းကစစ်သားတယောက်ကမိုင်းပုံးနဲ့ဒုမရဲ့ဗိုက်ထဲကတ်ထားပြီးနောက်တယောက်ကနောက်ကျောကနေဒုမခါးမှာဓာတ်နဲ့ထောက်ထားကချင်းကြောက်ခဲ့ပါတယ်ထို့ကြောင့် မလူတောင်ကလည်းသူတို့ပြောတဲ့အတိုင်းဆိုင်ကယ်မောင်းလာပြီးတော့ဖုံးရောင်ဆက်မှုလေရာအလွန်မှာသူတို့ဆင်းခိုင်းတော့လူမအောင်လူမနေတော့တဲ့အိမ်တအိမ်ဘက်ဆက်မောင်းသွားခိုင်းလို့ဆိုင်ကယ်ကိုထားခဲ့ပြီးမလူတောင်ထွက်ပြေးသွားချိန်တွင်ညောင်းတစ်ခုမှာလဲကျသွားလို့ပြန်ဖမ်းမိကတိမ်ဘက်ခေါ်သွားပြီးသူမတညလုံးထက်မှန်အတမပြုတ်ကျင့်တာခံခဲ့ရပါတယ် နောက်မနက်စစ်သားတယောက်ကဆိုင်ကယ်မောင်းနောက်တယောက်ကနောက်မှာထိုင်ပြီးမလူတောင်ကိုကြားတွင်စက်ထိုင်ခိုင်းကဗမော်လမ်းဘက်မောင်းခေါ်သွားပြီးညုတ်တဘက်ရောက်တော့ဆိုင်ကယ်ဘိန်းပေါက်ကဆိုင်ကယ်ပြင်နေချင်းတရွာတဲ့အတူနေတဲ့မောင်းဆောင်မိုင်ကတွေ့ပြီးသူမကိုသူနဲ့အတူအိမ်ခေါ်လာခဲ့ပါတယ်ထို့တို့လူမြောက်လာပြီး ်မာလူတောင်တီသူတွေ့ကြုံခဲ့တဲ့အဖြစ်အပျက်အားလုံးကိုဖတ်ခင်ဖြစ်သူအပြောပြခဲ့ပါတယ်။မိဘများထိုအမှုကိုရွက်ရွာလူကြီးများနဲ့အတူမာယာကဥက္ကဋ္ဌကိုတွားတိုင်ပြီးရဲစခန်းမှာအမှုဖွင့်ဆိုခဲ့ပါတယ်။အဆိုပါစစ်သား၂ယောက်ထဲမှတယောက်ကမမော်လေးမိုင်က စအာယ94စစ်တပ်မှကိုပိုင်အမတ်တ၄နှစ်ခွန်966 အသက်23စစ်သားအောင်နိုင်စိုးဖြစ်ကြောင်းသိခဲ့ပါတယ်။၎င်းဖြစ်စဉ်ဖြစ်ပွားချိန်တွင်မလူတောင်သည်အသက်18နှစ်ရှိပြီးဆယ်တန်းပြေဆိုထားတော့အထက်တန်းကျောင်းတူတူဖြစ်ပါတယ်။မလူတောင်ရဲ့မိဘများနဲ့ရှိနေများမှ အမှုမှန်ညံညံပေါ်ပေါက်ရင်းနဲ့တရားခံကိုညံညံရှာဖို့ကလာတဲ့ချိန်ရဲစခန်းကိုတွားပြီးစခန်းမူထံဖိအားပေးပြောဆိုမှုလည်းရှိခဲ့ပါတယ်။ တို့တော်တရခံထွက်ပြေးလွတ်မြောက်နေတဲ့အကြောင်းခုထုံးမဲ့လူခွင့်ရေးအနာများမှတ်တမ်းတွင် ဖော်ပြထားပါတယ်။၎င်းခုထုံးမဲ့လူခွင့်ရေးအနာများမှတ်တမ်းစာအုပ်ကို2015ခုနှစ်တွင် ကချင်ပြည်နယ်လူအခွင့်ရေးလှုပ်ရှားသူများမှမှတ်တမ်းတင်ထားသော စာအုပ်ဖြစ်ပါတယ်။ကချင်ပြည်နယ်တကြော့ပြန်တိုက်ပွဲဖြစ်လာချိန်မှစပြီးဒိဋ္ဌခံပြည်သူများကိုမြန်မာအစိုးရစစ်တပ်၏စစ်သားများမှ လူအခွင့်အရေးချိုးဖောက်မှုများစွာပြုလုပ်ခဲ့တော်လဲတာဝန်ယူမှုတာဝန်ခံမှု တက်ွက်ခဲ့ပါတယ်။